ထောင်တန်အသစ်ဆက်ဆက်လေးဖြစ်ပါတယ်ဒီထောင်တန်ကဟောင်းနွမ်းနေပါတယ်သူ့တော်လည်းပဲတစ်နေပါစေဟောင်းနေပါစေသူ့ရဲ့တန်ဖိုးအတူတူပဲဖြစ်တယ်နားလည်နိုင်ဖို့ဖျားရှင်ကောင်းကြည့်ပေးပါစေ အတိတ်သောထောင်တန်ရဲ့တန်ဖိုးဟောင်းသောထောင်တန်ရဲ့တန်ဖိုးအတူတူပဲဖြစ်ပါတယ်။ဒါပေမဲ့တင့်ကိုဒီထောင်တန်နှစ်ရွက်ကိုပေးရင် တရွက်ပဲယူပါလို့ကျွန်တော်ပြောရင်အဟောင်းကိုယူမလားအတိတ်ကိုယူမလား။အဟောင်းကိုယူမလားအတိတ်ကိုယူမလားအတိတ်ကိုယူ။ဘုရားသခင်ရှင်နဲ့ကျွန်တော်တို့ဟာဘုရားသားသမီးအားလုံးတန်ဖိုးတူပါလား။နားလည်နိုင်ပါစေ။တန်ဖိုးတူတယ် ဒါပေမဲ့အသက်တာကိုအမြဲတမ်းဖျားသခင်ရှင်း၌တန်ရှင်းစွာအသက်ရှင်ပြီးတော့မှတစ်လွင်နေသောသူဖျားသခင်အမြဲတမ်းနှစ်သက်တာဖြစ်တယ်တဲ့ရနှလုံးသားအတွေးခေါ်အကျဉ်းစီတွေဟာဘာဖြစ်လဲဆိုတော့အကပ်အတမဲ့ဖြစ်တယ်။ဒါကြောင့်ယေရှုခရစ်တော်လူတွေကမိတယ်။ဖျားသခင်ရဲ့နိုင်ငံတော်ပဲမှာလဲတဲ့ငါတို့ကိုပြားတယ်။ ဘုရားသခင်ရဲ့နိုင်ငံတော်ဟာဟိုမှာကြည်ပါဒီမှာကြည်ပါ ပြเสียအကြောင်းမရှိဘူးတဲ့ဘုရားသခင်ရဲ့နိုင်ငံတော်ဟာသင်တို့ရဲ့အထက်မှာရှိတယ်ဟာလေလုယာသင်ရဲ့စိတ်နှလုံးသားထဲမှာဘုရားကသူ့နိုင်ငံတော်ကိုတည်ထောင်တယ်ဘာဖြစ်လို့လဲဆိုတော့ဘုရားသခင်ရဲ့နိုင်ငံတော်ဟာလေအကန့်အသတ်မဲ့နိုင်ငံတော်ကြီးဖြစ်တယ် တင်းရဲ့နှလုံးသားဟာလည်းအကန့်တမဲ့ကြီးဖြစ်နေတဲ့အတွက်ကြောင့်အဲ့ဒီအကန့်တမဲ့ဖရာရဲ့နိုင်ငံတော်ဟာအကန့်တမဲ့တင်းရဲ့နှလုံးသားထဲမှာပဲတည်ထောင်လို့ရတာဖြစ်တယ်။ဟာလေလုယာ။ဒါကြောင့်ဖရာသခင်ရဲ့နိုင်ငံတော်တည်ရာတင်းနှလုံးသားရွှေနှလုံးသားဖြစ်ဖို့လိုတယ်။ကောင်းကင်နိုင်ငံတော်ဟာရွှေနိုင်ငံဖြစ်တယ်ရွှေနိုင်ငံဖြစ်တယ်ဟာလေလုယာ ရွှေနိုင်ငံဖြစ်တယ်ရွှေနိုင်ငံသွားမဲ့သူဟာယခုကလေးကရွှေနှလုံးသားဖြစ်ဖို့လိုတယ်ဟာလေလုယာဒီနေ့ဝမ်းမြောက်စရာတဲ့တင်တကောင်တစ်ခုပြုတ်ပြမယ်တင်းရွှေနှလုံးသားဖြစ်ဖို့ကျိုးစားဆက်ကချင်တဲ့လူလက်ထောင်ပါဦးလက်မထောင်တဲ့လူဘယ်သူရှိလဲ ကျေးဇူးတင်ပါတယ်လက်ထောင်တဲ့လူအလုံးပါတယ်ပြန်ပြောပြမယ်လက်ထောင်တဲ့လူအလုံးပါတယ်ရွှေနှလုံးသားဖြစ်ဖို့ကြိုးစားစရာမလိုဘူးယေရှုခရစ်တော်ကိုကယ်တင်ပိုင်ရှင်အဖြစ်ယုံကြည်လက်ခံတဲ့နေ့ကနေစပြီးတန်ရှင်တော်ဝိညာဉ်တော်တစိခတ်ချင်းဝိညာဉ်တော်ချင်းဝတ်ချင်းနဲ့အတူ ်နိုင်ငံတော်ရဲ့ရှင်သခင်ခရစ်တော်ဟာဝိညာဉ်အဖြစ်တင့်ထဲမှာကျင့်ဝတ်ပြီးသားအဲ့ဒီရှင်နှလုံးသားတင့်ထဲမှာရှိပြီးသားဗျာစူးစားဖို့စူးမစူးစားနဲ့မစူးစားနဲ့မရနိုင်ဘူးကြီးကောမွန်မတော်တင့်မှာရှိပြီးသားကိုတင့်ရဲ့ဇာတိပကတိအခွန်ကြီးကိုဘာလို့ဖုတ်လို့လဲရိုက်ချိုးခွဲဖို့လိုတယ်အဲ့ဒါပဲရှင်နှလုံးသားဟာကျွန်တော်တို့အယောက်တန်းရဲ့နှလုံးသားထဲမှာရှိပြီးသား မယုံကြည်သူတွေကျွန်တော်မပြောလို့ဘူးခရစ်တော်ကိုကယ်တင်ပိုင်ရှင်ဖြစ်ယုံကြည်ပြီးလက်ခံတဲ့ဘောနကန်ဖြစ်တော်သူတိုင်းအဲ့ဒီရွှေနှလုံးသားရဲ့ရှင်ဟာသင်ရဲ့အแทမှာဟာလေလုယာနာဝိငရာဖြင့်ဆိုးဆန်နေတယ်ကိုဖက်ကရွှေနှလုံးသားထင်ရှားဖို့အခွင့်ပေးဖို့ပဲလိုတယ်ကျွန်တော်တို့ကစူးစားလို့ရနိုင်တာမဟုတ်ဘူးဖျားသခင်ကသူ့ရဲ့နိုင်ငံတော်ဟာ ကျွန်တော်တို့အแทမှာတီထားပြီးသားဖြစ်တယ်ဟာလေလုယာဟာလေလုယာဟာလေလုယာအာမင်နားလည်နိုင်ဖို့ဘုရားရှင်ကောင်းချီးပေးပါစေကဲအခန်းငယ်3ကိုကြည့်ရအောင်အခန်းငယ်3သူတပန်းကိုတဲ့ငါချွေးမွေး၍ဥစ္စာရှိသမျှကိုစွန့်ကျဲသည်တမကတဲ့ကဲကြည့်ပါဦးဒီနေရာမှာချွေးမွေးပြီးတော့ဥစ္စာရှိသမျှကိုစွန့်ကျဲတာယုံကြည်သူမကဘူးမယုံကြည်သူတွေကိုယ့်ထက်တောင်လုံးနိုင်တယ် ခြားဘာသာဝင်တွေသူတို့တာသနာကိုလွှင့်ရင်ကာအကောင်းစားထူပလိုက်တာမြေတွေထူပလိုက်တာတဲကနဲ့ကမကဘူးတော့ဧကယာချီကိုလှူနိုင်တယ်တချို့တွေအိမ်ပါလှူပလိုက်တာသူတို့ကြောင်းဆောင်စောက်မယ်ကုန်ကြဆေးအကုန်ခံမယ်ဝါ wow. ဒီချမ်းပိုက်ကဘုရားရှင်ကျွန်တော်ဘာဖွင့်ပြလဲဆိုတော့ဒီခန္ဓာမီးရှို့တယ်ဆိုတာကမခံချင်စိတ်နဲ့လှုပ်တာမခံချင်စိတ်နဲ့လှုပ်တာကျွန်တော်တို့တခါတလေမေတ္တာမပါဘဲနဲ့လေမခံချင်စိတ်နဲ့ဆောင်းအောင်ပြီးလှုပ်တာလေးရှိတယ်နော်တိပစေလက်ဆန်လေးပေးလိုက်အောင်မယ်ငါလှုပ်ပြမယ်ဆိုပြီးတော့လှုပ်ပြတာကို ပြောတာခန္ဓာကိုမီးရှို့ဒါပေမဲ့တဲ့ အဲ့ဒီခန္ဓာမျိုးရှုတဲ့လူကမေတ္တာပါလားဟဲ့မပါဘူးတကောခန်းကြီး16ငွေ14မှာပြောပြမယ်ခတ်သိမ်းသောအမှုရာတို့ကိုချစ်ချင်းမေတ္တာစိတ်နဲ့ဆောင်ရွက်ကြလော့တဲ့အင်္ဂလိပ်လူက ရှင်းရှင်းလေး do everything in love ပြောကြည့်အောင် do everything in love တ်သိမ်းသောအရာကိုချစ်ချင်းမေတ္တာနဲ့လုပ်ပါတယ်။သင်ချစ်ချင်းမေတ္တာမပါဘဲအမှုတော်ဆောင်တာဖရာသခင်မှအတိမတ်မပြုဘူး။ချစ်ချင်းမေတ္တာမပါဘဲသင်လှုပ်ဆောင်တာတွေအားလုံးဖရာသခင်အတိမတ်မပြုဘူး။လူရရှိမှာတော့ဟန်ဆောင်ကောင်းဟန်ဆောင်တရုပ်ဆောင်ကောင်းတရုပ်ဆောင်တာဖြစ်နိုင်တယ်။ဖျားရှိမှာဟန်ဆောင်လို့မရဘူး။ဖျားသခင်ရှိမှာတရုပ်ဆောင်လို့မရဘူး။ဖျားသခင်ဟာကျွန်တော်ရဲ့စိတ်နှလုံးသားကို အကျံစီတွေကိုအဝေးကပင်လင်တိနာလေတဲ့မြင်တဲ့ဖရာဖြစ်တယ်။နားလည်နိုင်ပါစေ။ကဲမေတ္တာကလုတ်တက်တဲ့ခொနှခုလေးကိုကျွန်တော်တို့ကြည့်မယ်နော်။ကဲဖတ်ကြည့်ရအောင်။မေတ္တာသည်စိတ်ရှည်တတ်၏ဂျေဇူးပြည့်တတ်၏ဟုတ်ပြီအဲ့ဒီနှစ်ခုပဲ။ပြုတ်တက်တဲ့အခန်းငယ်လေးမှာအဲ့ဒါပဲပါတယ်။နောက်ပြီးတော့အခန်းငယ်အာ6ကို6ခခွေးကိုဖတ်ရအောင်။ တမာတရား၌ဝမ်းမြောက်တတ်၏ခနှင့်ခတ်သိမ်းသော အရာကို ဖုံးအုပ်တတ်၏ခတ်သိမ်းသော အရာကိုယုံတတ်၏ခတ်သိမ်းသော အရာကို မျှော်လင့်တတ်၏ခတ်သိမ်းသောအရာကိုသီးခံတတ်၏ခန္ဓာခုမေတ္တာကလှုပ်တတ်တာပဲနှစ်ခုလဲဟိခန္ဓာခု ကောင်းကောင်းလေးမှတ်ထားလိုက်နော်ကဲမေတ္တာကမေတ္တာက မလှုပ်တတ်တဲ့အရာ၅ခုကိုကျွန်တော်တို့ကြည့်မယ် မလျောက်ပတ်စွာမချင်တက်ဆိုတဲ့ဟာလေငယ်လေးမှာပဲထင်တယ်နော်ငားမှာဟုတ်ပြီမြစ်တာကမလုတ်တက်တဲ့ဟာငားခုခုကြည့်မယ်မလျောက်ပတ်စွာမချင်တက်ကိုအချိုးကိုမရှာတက်ဒေါသအမျက်မထွက်တက်အပြည့်ရှိသည်ဟု မထင်တက်မတရားသော အမှု၌ဝမ်းမြောက်ခြင်းမရှိတတ်။ဝါမေတ္တာလုတ်တတ်တာခုနှစ်ခု မလုတ်တတ်တာငါးခု။ မေတ္တာမှာမရှိတဲ့အရာသုံးခုကြည့်မယ်အငယ်လေးပြန်ပြမယ်မေတ္တာသည်ဂုံပြန်ခြင်းမရှိဝါကြွားခြင်းမရှိမာမာနမရှိအဲ့ဒါမရှိတာသုံးခုနောက်ဆုံးတစ်ခုကကင်းလွတ်တာတစ်ခုရှိတယ်အငယ်ခုနှစ်ပါချင်တယ်ရှင်းပါမေတ္တာသည် ပေါက်ပြန်ခြင်းသဘောနဲ့အစင်ကင်းလို့ဤပေါက်ပြန်ခြင်းရဲ့စန့်ကျင်ဘက်ကတစ္ဆာရှိခြင်းတစ္ဆာပေါက်တော်သူကိုပေါက်ပြန်တော်သူလို့ခေါ်တယ်ဘုရားသခင်ကခရစ်တော်ရဲ့အသွေးအသက်နဲ့သင်တဲ့ကျွန်ုပ်ကိုပဋိညင်ပြုထားပြီဟုတ်တယ်နော်အဲ့ဒီပဋိညင်ပြုထားတဲ့အရာကခွင့်လွှတ်ခြင်းကျွန်တော်တို့ခံရတယ် ဟာလေလုယာအပြစ်ရှိလျက်နဲ့အပြစ်တွေဖုံးအောင်ချင်ခံရတယ်အပြစ်ရှိလျက်နဲ့ခွင့်လွှတ်ချင်ခံရတယ်ဒါပေမဲ့ခရစ်တော်ကကျွန်တော်တို့မှားတဲ့စကားတခုရှိတယ်သင်လုခဲ့တဲ့အပြစ်တွေအလုံးခွင့်လွှတ်ပေးတယ်သင်လုခဲ့တဲ့အရာတွေအလုံးအတွဲငါဆေးကြောပေးတယ်သို့တော့နောက်နောက်ဘယ်တော့မှအပြစ်မလုံနဲ့တော့အဲ့ဒါဖရားရဲ့မှာစကားဖြစ်တယ်ရှင်ယောဟန်ခန်းကြီးရှစ်ကိုကြည့်တဲ့အခါမှာမနေ့အစောကြီးဖောက်ပြန်နေတဲ့မျိုးသမီးတယောက်ခရစ်တော်စီခေါ်လာတယ် ခင်ယေရှုကပြောတယ်အပြစ်ကင်းတဲ့လူကခဲနဲ့စပေါတဲ့ကျမ်းစာကဘာပြောလဲအကြီးဆုံးကနေအငယ်ဆုံးတယောက်ပြီးတယောက်ဘာဖြစ်လဲထွက်သွားကြတယ်အတိတ်ဘယ်ကကြီးတဲ့လူကအပြစ်ပုံများလို့အရင်ထွက်သွားတာဖြစ်တယ်နောက်ဆုံးခရစ်တော်တယောက်တည်းခြံတယ်ခရစ်တော်ကစာရေးတယ်တင်ရအဖြစ်ကိုစီရင်တဲ့လူတွေပဲရောက်ဝင်လဲဆိုတော့တယောက်မှမရှိတော့ဘူး ငါလည်းတင့်ကိုမစီရင်ဘူးဘာဖြစ်လို့လဲဆိုတော့ခရစ်တော်ကိုယ်တိုင်ကယေရှုတရားကြီးဖြစ်နေတယ်ဟာလေလုယာယေရှုတရားဖြစ်နေတယ်သူကလောကကိုလာတာစီရင်ဖို့လာတာမဟုတ်ကဲတင်ပေးဖို့လာတာယေရှုပြုတ်ဖို့လာတာဖြစ်တယ်အပြစ်တွေကိုဆေးကြောပေးဖို့အသိခံပေးဖို့လာတာဖြစ်တယ်ငါလည်းမစီရင်ဘူးဒါပေမဲ့မိမရေကလေးမရေတခုတော့ငါမှန်ခဲ့မယ်နောက်ဘယ်တော့မှအပြစ်မလုံနဲ့တော့ဟာလေလုယာ တင်ရဲ့နှလုံးသားဟာရွှေနှလုံးသားဖြစ်ပြီဆိုရင်တင်ဟာဘယ်တော့မှပေါက်ပြန်ခြင်းရှိမှာမဟုတ်ဘူးမပေါက်ပြန်ရဲဘူးအတိတ်ဘယ်ကဖျားမကြိုက်တဲ့အဖြစ်ကိုတင်မလုပ်ရဲဘူးဖျားမကြိုက်တဲ့ဇကာတင်မကြည့်ရဲဘူးဖျားမကြိုက်တဲ့ဇကာတင်နှုတ်ကနေမပြောရဲတော့မပြောဝင်တော့ဖျားမကြိုက်တဲ့နေရာမသွားချင်တော့ဖျားမကြိုက်တဲ့အလုပ်မလုပ်ချင်တော့ အခန်းငယ်73ကိုတစ်ချက်ကြည့်မယ်။ယခုတွင်ယုံကြည်ခြင်း၊မျှော်လင့်ခြင်း၊ချစ်ခြင်းဤ၃ပါးတည်လျက်ရှိ၏။ဤ၃ပါးတို့တွင်ချစ်ခြင်းမေတ္တာသည်အမြတ်ဆုံးဖြစ်တယ်။ဟာလေလုယာ။ကျွန်တော်တို့ယုံကြည်သူတွေရဲ့လမ်းဆုံးကလောကမဟုတ်ဘူး။ထာဝရကောင်းကင်နိုင်ငံတော်ဖြစ်တယ်။ ကောင်းကင်တည်မြေကြီးတည်ဖြစ်တယ်ဂျေရုရှလင်မြို့တည်ဖြစ်တယ်လူလည်းနဲ့မဆုတ်တဲ့လူလည်းနဲ့လုံးလုံးမရတဲ့ဖျားသခင်ပြင်ဆင်ပေးတဲ့ထာဝရနိုင်ငံတဲကိုကျွန်တော်တို့တည်နေတာဖြစ်တယ်အာမင်အဲ့ဒီထာဝရနိုင်ငံတဲရောက်တဲ့အခါမှာတဲ့မျောလင်းချင်းလူသေးလားမလို့တော့ဘူးပြည်စုံတဲ့နေရာရောက်သွားပြီယုံကြည်ခြင်းလူသေးလားမလို့တော့ဘူးယုံကြည်ခြင်းရဲ့အရှင်ဖျားကျွန်တော်တို့အတူနေရတော့မယ် ဒါပေမဲ့သာဝရတည်တက်နေမှာကတော့ချစ်ချင်းမေတ္တာဖြစ်တယ်။ဟာလေလုယာ။ကောင်းကင်နိုင်ငံတော်ဟာချစ်ချင်းမေတ္တာနဲ့ကြည်ဝနေတဲ့နိုင်ငံဖြစ်တယ်။ချစ်ချင်းမေတ္တာအုပ်ဆိုးတဲ့နိုင်ငံဖြစ်တယ်။လောရီဥပဒေတွေမရှိတော့ပြေဆုံးတဲ့နေရာဖြစ်တယ်။ဟာလေလုယာ။ဒါကြောင့်ကျွန်တော်ပြောပြချင်တယ်။ဖျားကိုချစ်အခြားသောသူကိုလည်းချစ်တတ်သောသူဟာ ပြည့်စုံသောသူဖြစ်တယ်။ယောမဆလေးရှိတဲ့ကိုကြည့်တဲ့အခါချစ်ချင်းမြတ်တာရှိသောသူဟာပညာတရားအလုံးကိုလိုက်လျှောက်သောသူဖြစ်တယ်။ကျွန်တော်ကြားထဲမှာတစ်ခုပြောဦးမယ်။လွံ့မြောက်ခြင်းလွံ့မြောက်ခြင်းပြောကြည့်ပါအောင်လွံ့မြောက်ခြင်း တိုးတယ်လွတ်မြောက်ခြင်းဒီထက်ကျေအောင်ပြောမယ်လွတ်မြောက်ခြင်းလွတ်မြောက်ခြင်းဟာလေလုယာအဲ့ဒီလွတ်မြောက်ခြင်းဆိုတာယေရှုခရစ်တော်ပြောတဲ့ရှင်မသက်23 38 39ရှိတဲ့ဒီနေ့ဘုရားသခင်ထာဝရဘုရားကိုစိတ်နှလုံးအကျွေးမဲ့ညံအဆွမ်းတတ္တိရှိသမျှနဲ့ချစ်လို့ ကိုနဲ့ဆက်ဆိုင်တော်သူကိုကိုနဲ့အမြချစ်တော်ဒီပညာတိနှစ်ခုဟာပညာတိချမ်းတစ်ခုလုံးပညာတိချမ်းတစ်ခုလုံးအနာကတိချမ်းတစ်ခုလုံးရဲ့အချောက်ဖြစ်တယ်နားလည်နိုင်ပါစေဒါကြောင့်ဖခင်ကိုအကျွေးမဲ့ချစ်တော်သူယုံကြည်သူကိုချစ်တတ်တော်သူဟာလေလုယာမယုံကြည်တဲ့ပျောက်ဆုံးဝိညာဉ်တွေကိုချစ်နှမြောတတ်တော်သူဟာလွတ်မြောက်တော်သူဖြစ်ပါတယ်ဗျာကြုံပြမယ် ်တင်ဖျားသခင်ကိုစိတ်နှလုံးအကျွင်းမဲ့မချစ်ပဲနဲ့လွတ်မြောက်ခြင်းတင်ကန်းစားဘလောက်တင်တင်တင်ပြန်ပြန်ကြတယ်လူတွေကိုခွင့်မလွတ်နိုင်ဘူးနာကြီးတယ်ခံစားတယ်ဟုတ်တယ်နော်သူ့မျက်နှာမမြင်ရင်တော့မိတယောင်ယောင်ပဲဒါပေမဲ့ဖျားเจ้าတော်တော်ဖြစ်ချင်တော့တန်းပြီးတော့သူ့မျက်နှာမျက်ကိုကြီးကိုတွေးတာအဲ့ဒါနဲ့ဘာဖြစ်သွားလဲ စာမျိုးပွဲပြန်ကြသွားတယ်အောင်လိုက်ကြလိုက်မလုပ်ပါနဲ့ဖျားပေးတဲ့အောင်မြင်ခြင်းကအမြဲတမ်းအောင်မြင်ခြင်းဖြစ်တယ်ဟာလေလုယာဘဝတစ်လျှောက်လုံးအောင်မြင်ခြင်းဖြစ်တယ်သာဝရအောင်မြင်ခြင်းဖြစ်တယ်အဲ့ဒီအောင်မြင်ခြင်းမျိုးကိုဖျားပေးနေတာအဲ့ဒီအောင်မြင်ခြင်းလွမြောက်ခြင်းရဖို့ကျွန်တော်တို့အချုပ်ကတော့ဖျားသခင်ကိုချစ်ပါယုံကြည်သူတွေကိုချစ်ပါအာမင် ျွန်တော်နေကုန်းချုံမယ်ချစ်ချင်းရွှေနှလုံးသားတိဆောက်တော့မယ်ဆိုရင်နာချင်းချင်းတော့ခံရမယ်နော်ဒါလေးတော့သတိထားစေချင်တယ်ကဲဒီမှာကြည့်နော်ဒီအကြောင်းလေးကိုခဏလေးပြောပြမယ်အားလုံးသိပြီးသားပါယောသအကြောင်းယောသ ဖခင်ယာကုပ်သေသွားတယ်။သူ့ကိုတပ်ဖို့စ조사ပြီးတော့ရောင်းစားခဲ့တယ်လို့ဘလောနာကျင်စရာကောင်းလဲနော်။သူ့ကိုအသက်တပ်ဖို့စ조사တယ်မအောင်မြင်တော့ဘာဖြစ်လဲ။ရောင်းစားခံရတယ်။အေးအဖေမျက်နှာကြောင့်ငါတို့ကိုညီရခွင့်လွတ်တန်နေမှာတဲ့။အခုငါတို့အဖေယာကုပ်ဆုံးသွားပြီ။ငါတို့ကိုကောင်းကောင်း လက်စားချေတော့မှာဒါကြောင့်ယောသတ်နာမှာခါစားတဲ့လူတယောက်ကိုခေါ်ပြီးတော့ယောသတ်စီကိုလွတ်လိုက်တယ်ဖတ်ကြည့်အောင်ယောသတ်အတူတူဖတ်မယ် ယောသက်အကိုတို့သည်အဘသေးဒီကိုသိမြင်လင်ငါတို့ကိုယောသက်ဒီအညှိုးထားကောင်းထားလိမ့်မည်ငါတို့သည် အထက်ကသူ့ကိုညှင်းဆဲသောကြောင့်ငါတို့အားဧကံအမှန်ပြန်၍ညှင်းဆဲလိမ့်မည်ဟုစိုးရင်လျက်သူ့ထံသို့တမန်ကိုဆေလွတ်၍ကိုတော်အကိုတို့သည်မကောင်းသောမှုကိုကိုတော်အားပြုမိ၍ကိုတော်ကိုပြစ်မှားသော အဖြစ်ကိုလွတ်တော်မူပါဟု ကိုတော်အားချောင်ရှောက်ရမည်အကြောင်းခမဲတော်မသိမည် ျွန်တော်တို့ကိုမှားထားခဲ့သည် ဖြစ်၍ယခုတွင် ခမဲတော်ဤဖရာသခင် ကျွန်တို့ရဲ့ဖြစ်ကိုလွှတ်တော်မူပါဟုရှောက်ကြ၏ထို့သောရှောက်ကြတော်အခါယောသတ်မျက်ရည်ကြလေဝမ်းနေမျက်ရည်လားဝမ်းမြောက်မျက်ရည်လားခမန်းကြီးပါဝမ်းနေမျက်ရည်လားဝမ်းမြောက်မျက်ရည်လားဟာလေလုယာဝမ်းနေတဲ့မျက်ရည်မဟုတ်ဝမ်းသာတဲ့မျက်ရည် ်အာမင်ဖခင်ကိုချီးမွမ်းတဲ့မျက်ရည်ကောင်းမြတ်တဲ့မျက်ရည်ဖြစ်တယ်ကဲယောသဘာဆက်ပြောလဲကြည်အောင်အကိုတို့ဒီလဲဝင်ရွေးယောသရှိမှာပြက်ဝက်လျက်ကျွန်တော်တို့ဒီကိုရောဤကျွန်ဖြစ်ကြပါသည်ဟုလျှောက်ကြ၏ကဲယောသပြောတဲ့စကားလေးကိုကြဲကြဲလေးဖတ်မယ်ယောသကလည်း မစိုးရင်ချနဲ့ကျွန်ုပ်သည်ဖျားသခင်ကိုစားဖြစ်တယ်လို့သင်တို့သည်ကျွန်ုပ်ကိုငင်းဆဲမီကြံကြတော်လဲဖျားသခင်သည်ယနေ့ဖြစ်သည့်အတိုင်းလူများအသက်ချမ်းသာစေခြင်းဟာယေရှုပြုမီကြံစီတော်မူ၏27ထို့ကြောင့်မစိုးရင်ချနေသင်တို့နဲ့သူငယ်များကိုကျွန်ုပ်ကြွေးမွေးမီဟုဆိုလျက် သူတို့ကိုနှစ်သိမ့်စေ၍အချိန်ဖမဲ့မေတ္တာစကားကိုပြောလေ၏လက်ခုပ်တီးလက်ဖျားကိုကြည်မာရအောင်ဟာလေလုယာဟာလေလုယာရွှေနှလုံးသားပိုင်ရှင်တည်းရဲ့စကားဖြစ်တယ်ရွှေနှလုံးသားပိုင်ရှင်တည်းရဲ့စိတ်နေသဘောထားဖြစ်တယ်စိတ်ရွှေနှလုံးသားပိုင်ရှင်တည်းရဲ့အပြုမှုဖြစ်တယ်အာမင်ဒီကနေ့ဒီလိုအဖြစ်မျိုးအနေအများကျွန်တော်တို့ကြုံရတတ်တယ် ကြုံနေတဲ့လူလည်းရှိကောင်းရှိနိုင်တယ်။ရွှေနှလုံးသားပိုင်ရှင်ယောသတ်လုံးဝလုံးဝသူ့ကိုတေချောင်းကြံတဲ့အကိုတွေကိုခွင်လွင်ယုံများမကမေတ္တာစကားပြောတယ်။လောက်ကျွေးပြုစုတယ်။ဟာလေလုယာသူ့ကိုရောင်းစားတယ်ကြည်တော်ညီကောင်မတော် လူကုံကူးတယ်လူရောင်းစားတယ်ဆိုတာကဘာဦးချမ်းကလေးကရှိပြီးသားဖြစ်တယ်တစ်ချက်မှသူမငြိမ်ငြိမ်ဘူးပြောရမယ်ဆိုရင်တစ်ချက်လေးမှမချိနောင်ဘူးဗျာနားလည်နိုင်ပါစေဟာလေလုယာအာမင်ထူဖို့လွယ်သလားလွယ်ပါတယ်ပြောအာမင်ထူဖို့လွယ်လားလက်တွေလှုပ်ဖို့ကြတော့လက်တွေလှုပ်ဖို့ကော ြောပါယေရှုခရစ်အားဖြင့်ကျွန်တော်လုံနိုင်တယ်လုံနိုင်တယ်ဟာလေလုယာယေရှုခရစ်အားဖြင့်ကျွန်တော်ရဲ့ယန္တုကိုကျွန်တော်ကြည်စုပြုပြီးတော့ချစ်နိုင်တော့ရှင်နှလုံးသားပိုင်ရှင်ဖြစ်တယ်ဟာလေလုယာဖျာရှင်နာမတော်ဘုန်းကြီးပါစေအာမင် ကိုကိုမောက်လှန်ချတဲ့သူတေချောင်းကြံတဲ့လူเนาะကျွန်တော်တို့အခုတွေ့ကြုံရတာတွေကိုအသက်သေးလောက်အောင် မခံသေးပါဘူးမခံသေးပါဘူးအပြောလေးပါပပလေးပြောတာကိုဒီကလေတထောင်ဖို့ပြောတာဒီကတထောင်ဖို့လောက်ခံစားနေတာပြောတာကပပလေးပပလေးအပြောလေးပဲเนาะအသက်ရန်ရှာတာမဟုတ်ဘူးကိုခန္ဓာထိခိုက်နေအောင်မလုပ်ဘူး စကားလေးနဲ့စကားလေးနဲ့ဒါပေမဲ့ခံနိုင်လားမခံနိုင်ကြဘူးချစ်တော်မိသားစုတွေယောသတုအတက်ကိုတပ်ဖို့အတွက်အကိုတွေကကြံစီတယ်မအောင်မြင်တော့ဘယ်ကိုချလဲတွင်းဟောင်းထဲကိုချတယ် မအောင်မြင်တဲ့ခါမှာသူ့ကိုဘာလို့လိုက်လဲဟဲ့အတပြဘလောက်နဲ့လဲအတပဲဘလောက်လဲ20နဲ့သူ့ကိုရှောင်စားလိုက်ပြီးရောသူ့အကိုတွေရန်သူတွေတွေ့တော့ပြီးသွားပြီဒါပေမဲ့ရွှေနှလုံးသားရှိတော်သူအတွက်မပြီးသေးဘူးအဆပဲရှိတယ်အဆပဲရှိတယ်ဟာလေလုယာဘုရားရှင်နာမပုံကြည်ပါစေ သင်ရဲ့တက်တာမှာချစ်တော်မိသားစုတွေဖိလိပ္ပိအခန်းကြီး1အငယ်26လေးကိုတစ်ချက်ဖတ်မယ်နောက်ဆုံးခရစ်တော်အတွက်ကြောင့်ခရစ်တော်အတွက်ကြောင့်ဆင်းရဲခံရခြင်းခွင့်ကိုဆင်းရဲခံရခြင်းခွင့်ဂျေဇုတော်အားဖြင့်ဂျေဇုတော်အားဖြင့်ရကြ၏ဟာလေလုယာဟာလေလုယာဟာလေလုယာယနေ့သင်ခံစားနေရတဲ့ခရစ်တော်နဲ့မှန်ကန်စွာအသက်ရှင်ရတဲ့အပျော်ဆိုခံရတာတွေအကဲရခံရတာတွေ မထီမဲ့ပင်ပြုတ်ခံရတာတွေငင်းပယ်ခံရတာတွေလက်မခံတာတွေအားလုံးဟာဂျေစုတော်ဖြစ်တယ်ဟာလေလုယာနားလည်နိုင်ဖို့ဖျားရှင်ကောင်းကြီးပေးပါစေဟာလေလုယာအိုးတန်ရှင်တော်ဝိညာဉ်တော်ကိုဂျေစုတင်တယ်ဘုရားသခင်ကဒီနေ့တဆုံတယောက်တော်သူအတွက်အတွင်ဝိညာဉ်ကို ကျမ်းမာစေနေပြီဟာလေလုယာနာကျင်နေတဲ့နှလုံးသားတွေကိုကျမ်းမာစေပြီ င်စားချက်အမာရွက်တွေများစွာရှိတော်သူတွေကိုနှုတ်ကပတ်တော်နဲ့ကုသပေးနေပြီဟာလေလုယာနားလည်နိုင်ဖို့ဘုရားရှင်ကောင်းချီးပေးပါစေကိုကိုကိုမချင်မနဲ့မဖြစ်နဲ့ကိုကိုကိုမဆွဲချနဲ့ကိုကိုကို negative အနှုတ်လက္ခဏာဆောင်ပြီးတော့မှမတွင်းနဲ့အားလုံးဘုရားရဲ့ကြံစီတော်ဟာလေလုယာစင်ရဒုက္ခခံရတာဟာဘာကြောင့်လဲသင်အပြစ်လို့လို့မဟုတ်ပါဘူး ဖျားဒဏ်ခတ်တာလည်းမဟုတ်ဘူးဖျားဆုံးမတာလည်းမဟုတ်ဘူးယေရှုတော်ကြောင့်ဖြစ်တယ်ဟာလေလုယာဟာလေလုယာဟာလေလုယာယေရှုတော်ကြောင့်ဖြစ်တယ်ဖျားသခင်ကိုချစ်တော်သူတည်ဟုသောကြံစီတော်မူခြင်းအတိုင်းခေါ်တော်မူသောသူတို့၏အကျိုးကိုခတ်သိမ်းသောအရာတို့သည် တညီတညစ်တီပြုစုကြသည်ကိုငါတို့သိကြ၏နှုတ်ကပတော်တည်းလက်ခုပ်တည်းလက်ဖျားချီးမရအာမင်ဟာလေလုယာတခုတော့ရှိတဲ့တွေးကြုံသမျှအရာအလုံးဟာကျွန်တော်တို့ကောင်းဖို့ဖြစ်တယ်အာမင်ဒါပေမဲ့လူတိုင်းအတွက်မဟုတ်ဒီနှုတ်ကပတော်ဟာလူတိုင်းအတွက်မဟုတ်ယုံကြည်သူတိုင်းအတွက်မဟုတ်ကျမ်းစာကပုပ်ပွန်လင်းလင်းပြောတယ်ဖခင်သခင်ကိုချစ်တော်သူ ပြုတ်ကြည့်ပါအောင်ဖရာသခင်ကိုချွေတော်သူရွှေနှလုံးသားပိုင်ရှင်တွေကိုပြောနေတာဖြစ်တယ်။ဟာလေလုယာရွှေနှလုံးသားပိုင်ရှင်များအတွက်တွေ့ကြုံရတဲ့အရာတွေအားလုံးဟာကောင်းဖို့အတွက်ဖရာသခင်ပြင်ဆင်တာဖြစ်တယ်။မတော်တဆမဟုတ်ဘူးတိုက်ဆိုင်မှုလည်းမဟုတ်ဘူးအကြောင်းမဲ့လည်းမဟုတ်ဘူးအတိတ်ပဲရှိရှိနဲ့တင့်ရဲ့တက်တာကိုဖရာသခင်ပို့ဆောင်နေတာဖြစ်တယ်။ ဟာလေလုယာသင်ရဲ့နှလုံးသားရွှေနှလုံးသားဖြစ်ဖို့ဖခင်သခင်ကိုချစ်တော်နှလုံးသားဖြစ်ဖို့ဖခင်သခင်သင်ကိုပို့ဆောင်နေတယ်သင်ကိုဆွဲခေါ်နေတယ်သင်ကိုတွန်တင်ပဲ့ပင်လက်ပြပေးနေတယ်အဲ့တော့ကျွန်တော်လာလေရမယ်ယောသရဲ့တတသတိရကြရအောင်ဟာလေလုယာအကိုတွေကိုဂျေဇုတော်တင်လိုက်တယ် ါဖရာသခင်ရဲ့အကြံစီတော်ကနဦးလေးရတယ်။ကျွန်တော်ကိုဒီလိုဖြစ်ဖို့ဖရာသခင်ကအကိုတွေကိုအသုံးပြုလိုက်တာ။ဟာလေလုယာ။နိတာစကားပြောတယ်။တပတ်လုံးပြုစုတယ်။နားလည်နိုင်ပါစေ။ဟာလေလုယာ။ချစ်တော်ကြီးကိုမောင်တော်မတို့ဒီကနေ့ရောက်တိုင်းမှာရန်သူရှိတယ်။စင်ရခြင်းတွေရှိတယ်။ပြဿနာတွေရှိတယ်။စုံစမ်းနောက်ဆက်ခြင်းတွေရှိတယ်။ ဒါတွေအတွက်စိတ်ပြတ်ဖို့မဟုတ်ဘူး။ဏိကုံချုံနောက်တယောက်ကတော့ဒါဝိဖြစ်တယ်။ဒါဝိဟာလည်းဖျားသခင်ရဲ့စိတ်တော်နဲ့ညင်ညွတ်တဲ့ရွှေနှလုံးသားပိုင်ရှင်ဖြစ်တယ်။သူ့ကိုအသေးတက်ဖို့အချိန်ချင်းစ조사တဲ့သူ့ရဲ့ရှင်ဘရင်ဒါဝိ sorry ရှောလူရှောလူသူပြန်လက်စားချေဖို့အခွင့်ရေးအချိန်ချင်းရခဲ့တယ် နားလည်နိုင်ပါစေလက်စားချေဖို့အချိန်ချင်းဖခင်ကခွင့်ရပေးခဲ့တယ်ဒါပေမဲ့ဒါဝိရဲ့နှလုံးသားမှာဒီမှာကြည်ပါရေးကြည့်တဲ့နားထောင်ပါနံပါတ်1ရှောလူဟာဖခင်ရဲ့ပိတ်သိက်ခံတော်သူဖြစ်တယ်အာမင်ပိတ်သိက်ကိုလေးစားတယ်နံပါတ်2ရှောလူဟာသူ့ဘရင်ဖြစ်တယ်အာမင်နံပါတ်3ရှောလူဟာသူ့ရောက်ခတိဖြစ်တယ်ဗျဟုတ်တယ်နော် ကျွန်တော်တို့ကဘေးသိပ်ဘေးသိပ်ပဲပြောနေတာတကယ်တမ်းကျတော့ကောင်းကောင်းချမ်းသာကိုလေ့လာတဲ့အခါမှာသုံးမျိုးဗျဘေးသိပ်ခံတော့သူဖြစ်ခြင်းကိုလေးစားတယ်သူရဲ့ရှင်ဘရင်ဖြစ်ခြင်းကိုလေးစားတယ်အဲ့ဒီရှင်ဘရင်ဖြစ်ခြင်းကသူ့အပေါ်မှာကောင်းလားမကောင်းဘူးလားတစ်စက်မှမကောင်းဘူးသူ့ကိုသေအောင်မုန်းတယ်လူဒါပေမဲ့လက်စားချေမချေနံပါတ်3ရောက်ခတိချွေးမာရီတမဲတွေရောက်ခတိရောက်ခမနဲ့တက်အောင်နေပါ ဝါဝေါဝေါဝေါပြောပါဦးဖယားသခင်နဲ့တော့အဆင်ပြေတယ်ရောက်ခမနဲ့ဘယ်တော့မှအဆင်မပြေဘူးဒါတွေမချချင်ဘူးဖယားသခင်နဲ့တော့အဆင်ပြေတယ်ရောက်ခတိကိုကြည့်လို့ကိုမရဘူးဒါတွေကရွှေနှလုံးသားပိုင်ရှင်ရဲ့နှလုံးသားမျိုးမဟုတ်ဘူးပြုတ်ပြမယ်ရွှေနှလုံးသားပိုင်ရှင်တွေမှာအမုန်းတရားမရှိတော့ဘူးဟာလေလုယာခြေနှောင်ခြင်းမရှိတော့ဘူးအာမင် ခရစ်တော်ပြောတယ်။ဘာတဖဲရိုက်ပုံရင်နှစ်ချက်ပြန်ဒီပါလို့ပြောလား။ဘာလို့လဲ။ကျန်တဲ့တစ်ဖက်လည်းထတ်လို့ပါဦး။အာမင်။တမိုင်းပို့ခိုင်းရင်နှစ်မိုင်းပို့လိုက်ပါတင်းရဲ့အင်ကြီးကိုတောင်းရင်ဝက်လုံးကိုချုပ်ပေးလိုက်ပါ အဲ့ဒီဝတ်လုံးဆိုတာအတိတ်ပဲရှိတယ်နော်ယူယူအင်ဂျီမဟုတ်ဘူးကျွန်တော်တို့ခိုင်းကနာတွေမှာကျွန်တော်တို့အခမ်းအနားစီစဉ်တွေမှာဆိုရင်တိခါရောရဆရာတွေဆိုရင်ဝတ်လုံးတွေရှိတယ်အဲ့ဒီဝတ်လုံးကသူ့ရဲ့ဘုံဖြစ်တယ်ရှင်နေတရားသူ့ရဲ့ဝတ်လုံးကသူ့ရဲ့ဘုံဖြစ်တယ်ပြောချင်တာကအင်ဂျီတောင်းတဲ့လူကိုတင်းရဲ့ဘုံပါပေးလိုက်တယ်ဝါ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  လောက်ပါအောင်လူငယ်တွေအတန်တိုးတယ်ဝေါ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 ဟာလေလုယာတင်ညာသူကိုတေချာလာတင်ညာသူကိုကိုကိုချစ်တဲ့လူပဲချစ်တုံပြတ်မဲ့ဆိုရင်တဲ့အခွန်ခံနေတော်လို့တတ်တယ်တဲ့ တာသနာပလူတွေလည်းလောက်တလုံးလို့ကိုထက်တော်ဆယ်ဆားလောက်တော်တယ်သူတို့ဒါမဲ့ဒီကနေ့ရှင်နှလုံးသားမရှိတဲ့ခါကြတော့ဘာဖြစ်လဲဆက်မပြောတော့ဘာဖြစ်လို့လဲကျွန်တော်တို့ကမဆိုင်တော့လို့ဖြစ်တယ်အာမင်ဟာလေလုယာအားလုံးတို့ကမတက်ရကြရအောင်